လူကြီးမင်းတို့အနေနဲ့ကော့ကားရဲ့အင်ဂျင်ဝိုင်းလေဘယ်ကသတ်မှတ်ပမာဏရှိမရှိဆိုတာကိုစစ်ဆေးသင့်တယ်လို့ Suzuki Passenger ကားတွေမှာပုံမှန်ကီလို9000တုံးမဟုတ်6လရောက်နေအင်ဂျင်ဝိုင်းကိုပုံမှန်လဲလဲပေးတဲ့ဆိုတာကိုသိထားကြမှာပါဒါပေမဲ့တခုတည်းပြုရမှာကအင်ဂျင်ဝိုင်းလဲလဲတဲ့အခါဒါမှမဟုတ်ဖြည့်တဲ့အခါမျိုးမှာလက်လွန်သွားလို့ပဲဖြစ်ဖြစ် တတ်မှတ်ထားတဲ့ဖူအမတ်ထက်အလွန်အကျုံပိုထက်မိတဲ့အခါမမျော်လင့်ထားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပါတယ်။အဲ့ဒါတွေကတော့အိမ်စောကနေပြီးတော့မိခိုးဖြူတွေထွက်လာခြင်း။အင်ဂျင်မှာဘလိုးပိုင်ကန်နဲ့အင်ဂျင်ဝိုင်ကိုပုံမှုထုတ်တာကြောင့်အဖေတာကိုစီပေးပြီးညဉ့်ညံစေခြင်း။အင်ဂျင်ကိုဝန်ပိုစေပြီးစီးစားများလာခြင်းအဆရှိတာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီလိုမျိုးမလိုလားတဲ့ဆိုးကျိုးတွေမဖြစ်ရအောင် အင်ဂျင်ဝိုင်ကိုတတ်မှတ်ပမာဏအတိုင်းဂယုတစိုက်ထည့်တင်တယ်လို့ နိစက်ရာစစ်စကီးတရံဝင်အယောင်ပြခန်းတွေမှာလည်းတွားရောက်လဲလဲဖို့အကြံပြုလိုက်ပါရစေရှင်။